ဘဝင်ရေးမှာ ਨੇ မီဒီယာအသက်ခံလျရတဲ့မခေဗီဒါဆိုတဲ့မျိုးသမီးတယောက်ရဲ့လောင်းကိုအွန်လိုင်းပညာတဲ့တိုးချဖို့ကြိုးစားကြပါတော့ရီ။သူမရဲ့ဝိညာဉ်ကိုတန်မိုးနဲ့ရဲ့ပြီးထိချုပ်ထားခဲ့ပြီးမယ်။ကာကြမိုင်းလှည့်ခွဲတစ်ခုကြောင့်အဲ့ဒီဝိညာဉ်လွတ်မြောက်သွားတဲ့ခါမှာတော့သူတို့တွေကြီးမားတဲ့လှည့်ပြောင်တစ်ခုနဲ့ကြိုးတွေ့ရပါတော့ရီ။အဲ့လိုညှိုးချင်းစွာနဲ့ပေဆုပ်သွားခဲ့ရတဲ့ဝိညာဉ်တကောင်လွတ်မြောက်သွားခဲ့ရင်ဘာရီဆက်ဖြစ်လာမှလဲဆိုတာကတော့စဉ်းစားလိုက်ရင် စစ်ဆေးထားကြပါသူကိုဒုက္ခပေးခဲ့တဲ့သူတွေကိုဘလို့ဒီလမ်းတွေနဲ့ကြောက်ချင်းစီတိုးပြန်ကလေးစားချိန်ပါလေအောင်လန်းဆရာရဲ့ပညာကရောအညိုးနဲ့ပြည့်နေတဲ့ဝိညာဉ်ကိုတားဆီးနိုင်ပါမလားအစိုးတဲ့မှာတော့သူတို့အားလုံးဟာသူတို့ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ငရဲ့မိတဲ့မှာဘလို့ပူဇော်နဲ့လောက်ကျွမ်းပြည့်စီတော်မလဲဆိုတာကိုတော့ကိုယ်တည်းကိုကြပြီးခြူစားတော်မူကြပါခင်ဗျာ အညာဒေတာရဲ့တောရွာလေးတွာမှာဆရာရှင်ရဲ့ဘိုးဘဘေဘေတွေကစား တော်တော်များများလူတွေဟာအွန်လိုင်းပညာရတရားတွေကိုပဲအသက်မြွေဝမ်းကြောက်ပြီးလုကိန်လာခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့တွဲမှာတော့လူတွေက အာနာနဲ့ပါဝါကိုမေမောကြပြီး ကိုးနောင်မှာလက်ပါစေတွေအချွေရီလမ်းမဆက်စားရှိလေလေလူတွေကခင်ကြီးလေးစားကြပြီးတော့ကြောက်ရွံ့ကြလေလေလို့မှတ်ယူထားကြပါတယ်။ အဒီလိုအာနာနဲ့ပါပါရဖို့တွေဘလိုပဲရုံးမှရက်ဆက်တဲ့နီလန်တွေကို300 300တချို့လူတွေရဲ့လောဘကိုတော့ဘယ်ဟာကမှတားဆီးနိုင်မှာမဟုတ်ပါဘူးလောက်ခွင့်ညာရဲ့မှောင်မိတ်တိတ်ဆိတ်နေတဲ့တောတန်တစ်ခုတည်းမှာတော့မာခဗီဒါလို့ခေါ်တဲ့အမျိုးသမီးတယောက်ရဲ့တဲချင်းကူကိုလူတစုကတူးဆွဖော်ထုတ်နေကြပါတော့ရီပပယ်လယ်မှာတော့ပေကျိုးတွေနဲ့စီတာထားပြီးတော့တစိုးတစ်ခုသောပညာရဲ့တွေပြင်ဆင်တင်ကြတဲ့ပုံပါပဲဟေးအောင်ချစ်တီဘလိုလဲကွာ မေတူနေရကခမီသားရဲ့လုံနဲ့နင်းနေပြီလားကွာဟုတ်ကဲ့တကြီးဒီမှာလေအနံ့ကတော့တော်တော်လေးပြေးနာမယ်ဗျို့ဒီလိုပဲကြီးတဲ့တေကတော့တော်တော်လေးအသွေးဝင်မှာပဲတကြီးဟာအေးကွာအသွေးဝင်ဆိုပဲကြီးတဲ့မှာပို့ပြီးတော့ကောင်းရင်လေဆရာရှေပြောထားသလိုပဲဒီလိုအညှို့တေးကြီးကြီးနဲ့တည်သွားတဲ့အလောက်ကောက်ကောင်နေရတဲ့ပစ္စည်းတွေက အတုတ်ကိုအစွမ်းထက်တာကွာဂျော်လူကြီးဖိုးတော့ဟာပွက်တဲ့ပို့တွေပစ္စည်းတွေပြေစေနေတဲ့ အောင်လန်းစရာဆရာရွှေဘက်ကိုလှည့်ပြီးတော့អော်ပြောလိုက်ပိုင်းဒေစင်နေသေးနေတဲ့ကုန်းသားထဲမှာတော့ဗကြီးဖို့တို့ရဲ့လူတစုကလွှဲပြီးတော့ဘသူမှမရှိနေကြပါဘူးယိုဒီရဲ့ဒီမိတွေကလည်းတက်ခဲ့လာပြီးတရဲချုပ်တွေကတုတ်တန်တစ်ခုလိုအနံပြန်စမ်းသွားကိုကြပါရင်ဟဲ့ချစ်တီခီဗီဒါရဲ့လောက်ကိုမှပြီးတော့စီဝိုင်းရဲ့အရှိမခြားထားလိုက်စမ်းပြီးရင်မဲတို့အားလို့ပေချိုးထဲမှာဝင်းထိုင်ကြပြီးတော့ဘာကိုပဲမြင်မြင်ဘာကိုပဲတွေ့တွေ့လိုးဝမကြောက်နဲ့ အေးပေချိုးပြင်ဘူးလေလောကခံသွားမိစိန်နဲ့ကွာကြာလာထွေမိတဲ့ကောင်ကတော့ကိုထိုင်နဲ့ကိုကံပေါ့ကွာအွန်လိုင်းပညာမှာကြွားချင်လာတဲ့ဆရာရွှေကအဲ့ဒီနေရာမှာရှိတဲ့လူတန်းကိုအမိပေးလိုက်ပါတယ်ဆရာရွှေကကာထာမထရာတွေကိုဒူဒူလေးရော့ဖဲ့နေချိန်မှာတော့လေကပိုပြီးပြေးထန်လာပြီးဖျောက်တဲ့မိတော်မှာအကြေကြေငဲလို့နေပါဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဒလိဆန်တွေထွက်တော့ရုံမာတွေကောင်းတွေနင်း တကြီးဖုတ်တော့ဟဲ့ချစ်တီငါမကိုရင်လွှဲထားရတာကောင်မအုပ်ဆုံးဖက်ပြီးတော့မတဲချိခဲ့တဲ့နေတို့ကိုငါကလေးစားချင်မယ်။နောက်တလားဆိုငါကလေးရဲ့မျက်နှာကိုငါမြင်ရတော့မှအဲ့ဒါကိုအဲ့ဒါကိုနေတို့လို့ရက်တယ်။မခစီတာရဲ့ဝင်းကြီးဟာပေကျိုးထဲမှာထိုင်နေတဲ့လူတွေအားလုံးရဲ့ရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူရဲ့မလို့တွေဟာအမျက်ဒေါသယူနေတယ်။ နေရတောက်လောက်နေပြီးချော့ထဲရှိလျားနေတဲ့လက်သေးဝင်နေတကြီးဖိုတိုရဲ့လင်ပေးကိုရေဆူချိုးတဲ့ဖို့စူးစားပါတော့ဤတိုင်မဲ့သူမဟာစီးရဲ့အနာကိုအယောက်မှာပဲပူရင်ပူလိုက်တာလူရုံမာရီဆရာရွှေတာတပါလို့နေရလေအော်နားဆရာဆရာရွှေကဂါထာတချို့ကိုရောပတ်လိုက်တဲ့အချိန်မှာတော့မကီတီတိုင်းရဲ့ဝိညာဉ်ဟာမြကြီးပေါ်မှာလှုပ်လှိပ်ပြီးတော့အော်ဟင်းနေခဲ့ရရှာပါဘူး ကိုကိုဝိဒါကျမကိုကဲပါဦးကိုကိုဝိဒါရေကဲပါဦးဟဲဟဲနင်းလေကိုဝိဒါကိုအော်ခေါ်နေရလားသူကတော့မြားနဲ့ကလေးကိုဆိုးရှုပ်သွားလို့စိတ်တိတ်ခက်ပြီးတော့ဘိုးကြီးခွေသွားပြီဟဲ့သူကနင်းလို့သရဲတကကိုဘာမှကူညီပေးနိုင်မှာမဟုတ်ဘူးကွာနေသာငါ့ရဲ့စေကံဖြစ်ကို သာတကြီးလက်ခံနိုင်ရင်ငါနင်းကိုဒီထဲပို့ပြီးတော့မညှိစဲတော့ဘူးလို့ဂရေပေးပါလေဟဲဟဲဟဲနေတို့နေတို့ ငါနင်းမကလေးကိုဘာလို့မလို့လဲငါဘယ်တော့မှနေတို့လိုရုံးမာတဲ့ကောင်ကြီးရဲ့လက်အောက်ကိုမရောက်စေရဘူးနေတို့အားလို့ကိုငါနဲ့တူတူငဲကိုခေါ်သွားရမှငါကျင်းနေနိုင်မယ်ဒူမရဲ့ဝိညာဉ်ဟာဒေါသတကြိမ်နဲ့အိုဟေပြောဆိုခဲ့ပေမယ့်နောက်ဆုံးမှာတော့အွန်လိုင်းပညာကြားတက်လာတဲ့ဆရာရွှေရဲ့လက်ထံမှာရှုံးနေသွားခဲ့ရပါတယ်ဆရာရွှေကမခီတီတာရဲ့ဝိညာဉ်ကိုပိုးပွားဖောင်းကားနေတဲ့သူ့ရဲ့ဂျိုလောင်လေးကိုပြန်သွေးလိုက်ပြီး အလောင်းကိုရင်တပူတဲ့တဲ့ကိုတံမိုးတစ်ချောင်းနဲ့ရိုက်သွင်းပြီးဝင်းကြီးကို အပြီးတိုင်ထေးချိုးလိုက်ပါတော့ရီကိုရီရန်ချီရတဲ့အချစ်ကလေးကိုလည်းအဝေးကိုမထွက်သွားနိုင်အောင်အခုလိုထေးချုပ်ထားတို့ရရည်ဘလောက်တော့မှကောင်းလိမ့်မလဲဗျာဒါရင်မကသေးပါဘူးဆရာရှိခါဖျောက်တဲ့ကြီးတတန်းကိုမီးနဲ့လိုက်ပြီးတော့အလောင်းရဲ့မိစေအောက်ကိုရှိုးလိုက်တဲ့အခါမှာတော့အလောင်းစီကနေအစီတွေထွက်ကြလာပြီးအောက်ကခံထားတဲ့ခွက်တဲကိုစီးဝင်သွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ ကာရာစီးထားတဲ့တံတားတစ်ချောင်းနဲ့မခမီတာရဲ့ဘက်ကိုခွဲပြီးတော့တိတ်ဆိုးနေတဲ့ကလေးလောက်ကိုထိုးယူလိုက်ပါတော့လေ။ဟေးချစ်တီခမီတာကိစ္စပြီးပြီ။ဒီတော့မေတို့ဒီလောက်ကိုတွင်းနေပြန်ထည့်ပြီးတော့တေချာလေးမြေပြန်ဖုံးလိုက်တော့အေးဘယ်သူမှတတိမထားမိအောင်လေ။တက်မလို့စားလေးကိုဖြောက်ပြလိုက်ကွာ။ငါနဲ့တကြီးကတော့ငါเจ้าကိုပြန်ပြီးတော့စေဝင်းနဲ့ပီယက်စီမံချက်အောင်မယ်။ပြီးတော့ဒီကလေးလောက်ကိုလည်းဖုတ်သိမ်းပြီးတော့အတုံးချရမယ်။ကဲပေါ်စတကြီး ရှာရှူရဲ့စကားဆိုရနဲ့တကြီးဖိုတိုနဲ့တူတူသူရဲ့ကြောင်းတင်ကကိုချက်ချင်းပြန်သွားခဲ့ပါချစ်တီနဲ့သူ့လူတွေကတော့သူတို့လှုပ်ထားတဲ့တယ်လော်စာတွေကိုဖြောက်ဖြက်ဖို့တုတ်တန်ထဲမှာကြာရင်ခဲပါတော့ရီဘဲမှရှိတဲ့ဦးကော်ဝီတာတရားရန်ဘွားကိုခိုးမှကူပြောင်းလာကစားဖြစ်ပါရီမကြခင်မှာမိရတော့မဲသူရဲ့ဇနီးနဲ့ကလေးကိုဆိုးရှိုးလဲရတဲ့အတွက်ကြောင့်စိတ်တန်းရကြီးစွာနဲ့နေထိုင်ခဲ့ရတာပါမာခေမီတာပျော်ဆုံးသွားတဲ့ဗတင်းကိုကြာကြာချင်း ပုတ်ရက်တီတီမိမနေလိုက်လံရှာပွေခဲ့ပြီးမယ်နောက်ဆုံးမှာတော့တော်ရမှာအသက်ခံထားရတဲ့သူစင်ကြီးရဲ့လောင်းကိုပဲပြန်ပြီးတော့တွေ့ခဲ့ရတာပေါ့။ဦးကိုရီတာရဲ့ဘဝမှာစိုးရိမ်ပူပန်စရာဆိုလို့ဘာမှမရှိတော့ပါဘူး။သူ့ဘဝဆိုးသွားကလေးကတကောက်ကျွဲဘဝနဲ့နေတိုင်းလာခဲ့ရတာကနေမခိနီတာနဲ့တွေ့မှအခြေကိုရှာတွေ့ပြီးမိသားစုဘဝလေးတစ်ခုကိုတိဆောက်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ခုတော့သူ့ရဲ့နှလုံးသားတွေအားလုံးပြိုလဲပြည့်စည်သွားခဲ့ရပါပြီ။ ဒါကြောင့်ပဲသူဟာသဒ္ဒနဘောက်ကိုဝင်ရောက်ပြီးတော့ယဟန်ဘွားနေပေတက်တက်လို့နေထိုင်သွားဖို့ဆိုးဖြစ်လိုက်တာဖြစ်ပါတယ်။တညမှာတော့ဦးကိုဝီတာတရားပေပန်းနှဲ့နေမှုကြောင့်အိပ်ပျော်နေတော့အိမ်မက်ထဲမှာမခိတီတာကသူ့ကိုလာခေါ်တဲ့အတားကိုကြားလိုက်ရပြီးလန့်နိုးလာခဲ့ပါတယ်။ဟင်။တီတာမင်းဘာတွေဖြစ်နေရလဲ။အဆင်ရောပြေရလား။ငါငါမင်းနဲ့တားလူကိုစမစ်ထက်နေသေးလို့အိမ်မက်တာပဲဖြစ်မှာပါ။ ငါယဟန်ဝင့်တန်ကလည်းမင်းနဲ့သားလေးတွေခုတို့တွေရစီဖို့ပါမင်းနဲ့သားလေးကောက်ရတုဂရီလာပါစီလို့ပဲငါဆူတောင်းပေးပါလေကွယ်ဦးကိုရီတာတရားဘုံမလေးခေချင်မှာတူတူလေးရေရောနေနေပဲစိုးကန်ကြဖို့တွေပြေးစင်နေခဲ့ပါသူဟာတရားဓမ္မတွေကိုလိမ့်လာပြီးတော့တရားထိုင်ပွားနာပွားများရင်းနဲ့တဏှိတကိုကြော်ဖြဲလာခဲ့ပါတယ်။နောက်ဆုံးမှာတော့လောကကြီးမှာရှိတဲ့ယာဘီအာလိုဟာ ဖြစ်ပျက်ခြင်းသဘောတရားတွေပဲဆိုရင်တရားသိကိုရရှိလာခဲ့ပါတော့ရီဇာရွှေရဲ့ကျောင်းထိပ်ကမှာတော့အွန်လိုင်းပညာနဲ့ပဲသိပြီးတော့အကူအညီတောင်းဖို့လာကြတဲ့သူတွေနဲ့စီကားတိုက်မြင့်နေခဲ့ပါတယ်ဒီလိုကနေရတဲ့ဝင်ငွေတွေကြောင့်ရှာရှိဟာ iPhone တွေကားတွေရွှေတွေကိုလိုသလောက်ဝယ်နေတဲ့ချိန်တွေပါဒါကြောင့်လူချင်းမေတို့လည်းဘာလို့မှစမီပြေဘူးဆိုရင်တော့ဒီလိုလေးရှိပါတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝอยู่တယ်မက သူမှလက်ဖားစီတွေလေးအများကြီးရှိနေခဲ့ပါပြီ။ ပူစီကိုနေတဲ့လာတဲ့လူတွေထဲမှာတော့တကြီးဖို့တူလေတဲရအပါဝေးဖြစ်ပြီးသူတို့ညောက်ဟာရလာတဲ့ဝင်ငွေတွေကိုခွဲယူလေရှိကြပါ့။ဆရာရွှေဟိုတခေါက်ခီသီတာစီကားတွေရတဲ့စေဝင်းနယ်စီမားတွေကုတ်ပေါ်ပြီဗျ။အဲ့ဒါဆိုကြိုးကားပါနဲ့ကော်မလေးတွေကိုမြူဆွဲပြီးတော့အပွားစီကိုပို့ပေးလို့ရတော့မလဲ။အဲ့ဒါကိုဆရာမကူညီတော့မတို့ညောက်လို့လေအဲ့ဒါတွေရတော့မှာမဟုတ်ဘူးနော်။ခင်ဗျားပြောနေတဲ့အပွားဆိုတာဘယ်သူလဲဗျ။ ဘာလို့ဒီလောက်တော့မိမတွေကိုမောစားသလိုစားနေရလဲ။ဩမြို့ကတတိကြီးရဲ့စားပေါ့ဗျာ။သူကမိမတွေကိုကြီးဆက်ရတာကိုကြိုက်တဲ့သူ။ငါတို့ပို့ပေးလိုက်တဲ့ကောင်မလွေဆိုရင်အဲဒီမှာလောက်ဖြစ်ပြီးတော့မင်းတို့ခံလိုက်ရပြီးကြားတယ်။ဒါလေးဆံမှာအင်းဒါဆိုဒီလိုလို့လေဒီရဲ့ပိုင်ခမရင်တစ်ဖက်ချစ်တဲ့ရဲ့မိမမဝေကိုကြုတ်တွေ့ထားတယ်။သူလဲကိုဝင်ကြီးနဲ့အခြေကောင်းခေါင်ကောင်ကလည်းတိုက်ဆိုင်ချက်ပဲဗျာ။သူ့ကိုတိုးပြီးတော့ စေဝင်းနယ်စီမံပြန်ချိတ်လို့ရတယ်ဟဲ့ဟဲ့အာအဲ့ဒါကကောင်းကောင်းမလားဆရာကြီးချစ်တီးသာတင်သွားလို့ကတော့ငါတို့အကြောက်ွေးခေါကောင်လို့မှစိုးရတယ်ဩဒီလောက်တည်းလုံးနေပြီးတော့ဒီလောက်တောင်တိမှုလားသူမသိအောင်လိုရမှာပေါ့တကြီးရာခမရကချစ်တီးကိုတနည်းအားကိုခင်းစိတ်လွှတ်လိုက်လေပြီးမှငါတို့အေးဆေးဆေးအကွဲစင်ကြတာပေါ့ခမရစဉ်းစားကြည့်စမ်းခမရရဲ့ဘဝဝဲထုတ်ကြီးနဲ့လက်ပါစိတ်တော်ဖြစ်တဲ့ချစ်တီး ဘသူကပို့ပြီးတော့အရေးကြီးလဲဆိုတာခမရတွေ့ကြည့်စမ်းပါပကြီးဖို့တို့နဲ့ဆရာရှေတို့တိုင်ပင်ပြီးရနဲ့အစီအစဉ်ကိုချက်ချင်းကောက်တဲ့ဖော်ပါတော့ရီပကြီးဖို့တို့ကချစ်တီကိုတိုးရကြခေတကူလွှတ်လိုက်ပြီးဆရာရှေကတော့သူ့လူတွေကိုတိုးပြီးတော့ချစ်တီရဲ့မိမမဘေကိုတက်ဖို့ကြံစီပါတော့ရီဟဲ့ရီဒီမွေပွဲကိုယူပြီးတော့မဘေကိတ်ခိုင်းရအောင်လိုးလိုက်ကွာသူကငိုကိတ်ခိုင်းရလို့အကူကြီးတောင်းရင်မင်းတို့ကကိုကြီးချင်းရောက်စောပြီးတော့အခြေကိုရသလို့ဆွဲတာကွာ ွေစိတ်ကသူတကူလိုပြန့်နှံ့သွားပြီဆိုမှငါတို့လှုပ်ရှားလို့ရပြီအေးချစ်တီပြန်လာရင်မေတို့ကအစွမ်းကိုကိုင်ကြီးခဲ့ပေမဲ့အချိန်မမီလိုက်ဘူးလို့သာပြောလေကွာဒါနဲ့မေတို့တို့လည်းငါမမေ့ပါဘူးယော့ဒီမှာပိတ်ဆံမစက်ပိတ်ထားကြနော်ကြားကြလားပိုးရဲကြပြီးနောက်ချစ်တီတရားခရီးကပြန်လာတဲ့အခါမှာတော့သူရဲ့ချစ်စင်ဒီမဝေဟာဝေကက်ခံရပြီးတော့တေဆုံးသွားပြီဆိုတဲ့သတင်းစိုးကိုကြားလိုက်ရပါတော့ဒီတကြီးဖိုတိုနဲ့ သူ့ရဲ့လူယိုတွေကလည်းသူတို့အားလို့အဲ့ဒီချိန်အိမ်မပဲရှိနေခဲ့ကြရတယ်လို့တညီတညော့တည်းလေလေခဲ့ကြပါတယ်။မဝရဲ့တိတ်ဆုံမှုကချီတီကိုအလွန်မင်းဝမ်းနည်းစေခဲ့ပြီးဒါဟာမခီဘီတာပေါ်မှာချူလော့ခဲ့တဲ့ဝေကျွေးတွေကြောင့်လို့ထင်ပြင်လာခဲ့ပြီးရက်ကိုပဲဖော်ပြနေခဲ့ပါတော့တယ်။အဲ့လိုနဲ့တညမှာတော့ဟေးမင်းတို့သေချာလားချစ်တီကသူ့မိမကိုဒီနေရာမှာပဲမြှောက်ထားတယ်ဆိုတာသေချာလို့လားကွာ။ဟာ လို့ဆရာရှိတာနည်းနည်းလေးရောကြဆိုဗျာခြေတိကောက်ရောက်လာလို့တွေ့သွားမှမရှူမလာပြီဖြစ်ကုန်မယ်ခင်ဗျားကလေအခုခြေစိုးခြေတိဆိုတဲ့ကောက်ကရဲ့မှုပြီးတော့သေနေလောက်ပြီးကြရီရဲ့ချင်းမနေကြနေလေမောင်ဝေရဲ့လက်ကိုနည်းနည်းတိုးကြစမ်းတကြီးပုတ်တုံးနဲ့ဆရာရွှေတို့မောင်ဝေရဲ့ဝိညာဉ်ကိုထိချို့ပြီးတော့အောင်လိုက်ပညာတွေအတုံးချဖို့ကြိုးစားနေတော့မှာပဲခြေတိတယောက်ဂျိန်နေဂျိန်နေနဲ့သူမင်းမရဲ့တိတ်ချင်းစီကိုရောက်လာခဲ့ပါပြီအဲ့ဒီမှာ ကုမင်းစီရှိမှတည်းကုမင်းမနဲ့ခရီးလောက်ကိုရုံမှစွာပြုံမှုနေကြအကိုတွေ့လဲရတဲ့ခါမှာတော့ခတီဟာသူ့ရဲ့အကြွေကိုပြော်လို့တိအောင်ဖွေးချမယ်လို့ကြေးဝါမတော်ရင်ဒါကြောင့်ပဲတကြီးဖိုတိုကဆရာရွှေနဲ့သူ့ရဲ့လူတွေကိုချီတီကိုအပြင်းရှိခိုင်းလိုက်ပါတော့ရင်ဒီလိုနဲ့သူ့အိမ်ထဲမှာလဲကြနေတဲ့ချီတီကိုတကြီးဖိုတိုတို့အဖွဲ့ကတီးပြီးလို့ထင်ပြီးတော့ထားခဲ့ကြပါတယ်။ဒါပေမဲ့ညရဲ့နှင်းဆက်တွေကဒုက္ခနာကိုပေါ်ကို ကြောက်လာတဲ့ခါမှာတော့စတီတယောက်တတိပြန်လဲလာခဲ့ပါတယ်။သူလုနေတာတခုပဲရှိပါတယ်။အဲ့ဒါကတော့ဒါယာရီနဲ့ပင်းနေနေတဲ့သူ့ခန္ဓာကိုယ်ကိုတရွတ်တဲ့ဆွဲသွားပြီးတော့ဝီကြုံရှိရာကိုဦးတည်သွားဖို့ပါပဲ။မိုးလင်းခါနေချိန်မှာတော့ဦးကိုရီတာတယောက်စောကန်ကြဖို့အထွက်မှာသွေးဝင်နေဆွေးနေနေတဲ့ခြေတရက်ခန္ဓာကိုယ်ကိုတွေ့လဲရပါတယ်။ခြေတရာဦးကိုရီတာကို တွေ့တာနဲ့ မခင်မီတာနဲ့ပတ်သက်တဲ့အကြောင်းတွေလက်ကြည့်ဖိုတိုနဲ့ဆရာကြီးတို့ရဲ့ရုပ်မှမူတွေအားလုံးကိုဖွင့်ရဝေခံခဲ့ပါတယ်အရှင်ဗျာအရှင်ဗျာအတပဲ့တော်မသိခင်မှာအမတ်တရားတစ်ခုကိုဖွင့်ရဝေခံခဲ့ပြရစီဖေဟာတပဲ့တော်ဒီဝင်တို့ဝင်ဖို့ကြီးကိုတိမင်းကြီးစီတီမတည့်သွားချီလို့ပါဦးကိုရတာကလေဖြင်းနှစွာခုံကြီးပြလိုက်ကသူရဲ့နှက်နာမှာတော့ဘလို့ခန်းစားချက်ကိုမှမတွေ့ရပဲတင်းငင်မှုတစ်ခုကိုသာတွေ့ခဲ့ရပါဘူး စကားဆိုရတဲ့ချစ်တီဟာဘဇက်ကနေသွေးဝေအံပြီးတော့ဦးကောဝိတရဲ့ရှေ့မှာတည်းအဖက်ပြောက်သွားခဲ့ပါတော့တယ်။ချစ်တီရဲ့အာသူဘကိုလည်းဦးကိုဝိတကနေဦးစည်းဦးကိုင်းလှုပ်ဆောင်ကျပပေးခဲ့ရတာပေါ့။ဆရာရွှေခုနကချစ်တီရဲ့နာရီကိုကျပပေးတဲ့ပိုးကြီးကခမီတာရဲ့ယောက်ျားဆိုတဲ့ကောင်ပဲ။အခုလောက်ဆိုသူလည်းသူ့စင်းလေးကိုမိတ်နေလောက်ပါပြီ။မိကလည်းသူ့ဘာသာမိတ်ချင်မိမမိတ်ချင်နေပေါ့ကွာ။ဘာကြီးလဲ။ ဒါနဲ့နေစမ်းမအောင်ပိုကောက်ချစ်တီကတော့ရမှသိတာမလားအဲ့ဒါကိုဘယ်လိုလို့ဘိုးကြီးကသိနေရလဲကွာဂျေဒီစီကနေအပြစ်မှန်အားလို့ကိုတီးလိုက်ရတဲ့အခါမှာတော့ဦးကိုဝီဒါဟာသူ့ဇနီးမာကီတီဒါရဲ့သင်ချက်ကိုတွားရောက်တူပေါ်ခဲ့ပါပြီအမယူသူပဲကြံတော့တဲ့ဦးကောက်ကောမှာချစ်တီပြောတဲ့အတိုင်းပဲစာမိုတွေချောင်းစိုက်ဝင်နေတာကိုတွေ့လဲရပါပြီဒါနဲ့ဦးကိုဝီဒါဟာမာကီတီဒါတရား ကျွန်တော်သွားစီဖို့တွေအဲ့ဒီတမောကိုဆွဲနှုတ်ပြီးဖို့ပြင်ဆင်လိုက်ပါတကယ်လို့သာအမျိုးရင်းနဲ့ပြီးငက်နေတဲ့ဝဉ္ဉေကိုနေပေါင်းမြောက်စွာထိချုပ်ထားတဲ့အဲ့ဒီတံမိုးတချောက်ကိုဆွဲနှုတ်လိုက်ခဲ့မယ်ဆိုရင်ဘလို့ကြုံမဲ့ဖော်ရဆွာရီနဲ့လောမြောက်လာမလဲဗျာတံမိုးကိုဆွဲနှုတ်လိုက်တာနဲ့မာကမီတာရဲ့ဝဉ္ဉေဟာလောမြောက်သွားပြီးတော့သူ့ရဲ့ခင်ပေါ်ဟုတ်ဖြစ်တဲ့ဥကိုရီတာကိုဥချကြော့ခဲ့ပါရီကောင်းရာဒုက္ခတွေလာပါစေတက္ကမကြီးခင်တီတာ ဘသူကိုမှညှို့တဲ့တွေမထပါနဲ့တော့ဥက္ကကိုသာပိုင်ကြတာမို့သူတို့ရဲ့ကာကြမ္မာကြီးရောက်လာရင်ဘလို့မှရှုပ်လွဲနေမှာမဟုတ်ပါဘူးလေမာကီဗီလာရဲ့ဝိညာဉ်ဟာ ဥကောဝီဒါကိုနောက်ဆုံးနေနဲ့ဦးချကြော့ပြီးတဲ့နောက်မှာတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားခဲ့ပါပြီလွံ့မြောက်သွားတဲ့မာကီဗီလာရဲ့ဝိညာဉ်ဟာဆရာရွှေရဲ့ကျောင်းသင်ကန်းကိုတတိစိတ်ချီးကဲလာခဲ့ပါပြီ ရှာရွှေဝင်းလူထားတဲ့တရားတစ်စေတွေနဲ့အစားရောက်တွေကိုလည်းရှောင်တေးနေသူရဲ့တာပြည့်သူဖိုသွေးဝိညာဉ်ကိုရှာဖွေတွေ့ရှိခဲ့ပါ ರಿ အမေပြန်ပါတော့ဒီနေရာကအန်ဒီယံများတယ်အမေသားကိုလာခေါ်တာအမေတို့တူတူသွားကြရအောင်နော်ကျွန်တော်မေ့နဲ့လိုက်လို့မရဘူးအမေရဲ့ဒူလာနေပြီအမေတင်ရပိုးလိုက်တော့အဲ့ဒီချိန်မှာရှာရွှေတွေအစားအသောက်တွေပြင်ဆင်လာတဲ့ခမေးချမ်းမတယောက်ကိုတွေ့လိုက်တာနဲ့ မခီတီတိုင်းဝိညာဉ်ဟာအဲ့ဒီသမင်းချမ်းမရဲ့ခန္ဓာကိုယ်တွေကိုချဲ့ချင်းဝေပူလိုက်ပါပြီးရဲ့နောက်မှာတော့ဆရာရှင်ရဲ့အောင်လန်းပညာလေးပြည့်စင်သွားစီဖို့တွေအစားအသောက်တွေထက်ကိုမဆန်ရှိတဲ့အရာတွေသမင်းချမ်းမဝတ်ထားတဲ့သမင်းဆက်ကိုစိတ်ထားတဲ့ရေကိုထည့်လိုက်ပြီးအဲ့ဒီခန္ဓာကိုယ်ကနေချက်ချင်းပြန်ထွက်လာလိုက်ပါပြီသမင်းချမ်းမကတော့ဟမ်ငါဘာလို့ဒီကိုသမင်းမကန်နေယူလာမိတာပါလဲဆက်ကန်ကဟိုဘက်မှာပဲထို့သောရေရောကြီး ခမင်းမကန်လေးကိုဆရာရှိစုကိုတွားပိုးလိုက်ပါတော့ရီဘာမှမသိတဲ့ဆရာရှိဟာအဲ့ဒီစာစာတွေကိုစားလိုက်တာနဲ့သူရဲ့အောင်လိုက်ပညာတွေအားလုံးချက်ချီပြည့်စည်သွားပါတော့ရီဒါကြောင့်သူထဲချုပ်ထားတဲ့တဲရစေတွေအားလုံးလွတ်မြောက်သွားပြီးသူ့ကိုညှိစေခဲ့တဲ့ဆရာရှိရဲ့တပည့်တွေကိုပြန်လည်ကလေးစားချေကြပါတော့ရီဒါနဲ့မာကီတီတားရဲ့သားဖိုသေးဝိညာဉ်လည်းလွတ်မြောက်သွားပြီးတာမီနီယောဝိညာဉ်ပေါ်ပေါ်မှာပြန်လည်စုစည်းခွင့်ရခဲ့ကြပါတယ်။ဒါ အမေကိုဒီမှာခဏဆောက်နေနော်အမေရှင်းကြကိစ္စလေးတခုရှိပေးတယ်မခေပီတာဟာဆရာကြီးရဲ့ခံရကိုဦးတည်သွားတဲ့အခါမှာတော့လွတ်နောက်သွားတယ်တခြားမျိုးသမီးဝိညာဉ်တွေကဆရာကြီးကိုအပန်ပန်ဆွဲပြီးတော့ရဲဆဲဆဲကလင်းစားတင်နေတာကိုတွေ့လိုက်ရပါပြီဒီအောင်လန်းဆရာဆိုးကတော့တည်သွားပြီဒါပေမဲ့တကြီးဖို့တို့ဆိုတဲ့ကောင်ကြံသေးတယ်သူ့တော့မကူရင်ရှင်းမရမယ်တကြီးဖို့တို့ရဲ့အိမ်မှာတော့သူနဲ့သူ့ရဲ့လက်ပါစီတွေဟာ ကမ္ဘာကိုအယောဒုရဲမှပျော်ပါနေကြပါတယ်။ဆရာရွှေတည်ဆုပ်သွားတဲ့သူရဲ့စိတ်ဝိညာဉ်စီမံတွေကလည်းအစွမ်းကဲသွားပြီးတော့သူတို့ဖန်ခေါ်ထားတဲ့မိကလေးတွေအားလို့တတိပြန်လဲရရှိလာကအလက်တကြားထွက်ပြေးကြပါတော့၏။မာကလီဒါလည်းအဲ့ဒီမိကလေးတွေထဲကတကြုံကြောက်ရဲ့ခန္ဓာကိုယ်တဲကိုဝင်ပူပြီးတော့တကြီးဥပုပ်တို့ကိုလူဆိုတဲ့ဟန်နဲ့ချိကဲသွားခဲ့ပါ၏။မေကံကတော့တော်တော်လေးဆွဲလန်းနေပါလားကောင်းပါလေရဲ့ ဖိုတိုကြောင့်တီးသွားပြီးခင်နေ။အော်အကိုကြီးကရုပ်ကလည်းချောပိတ်ဆက်ကလည်းရှိတော့မြမလေးမနေနိုင်တော့ဘူးရှင့်။အကိုကြီးကိုမမူနိုင်တော့ပါဘူး။ဟမ်တဲဟုတ်ပါလား။ဒါစေတော့ငါတို့ပြောပါကြတာပေါ့။အကိုကြီးတိတ်တိတ်ဆိုရင်ပြောစရာမကောင်းဘူးလေအကိုကြီးရဲ့မြမလေးကအကိုကြီးရဲ့မျက်လို့ကိုအဝိနဲ့စီးပေးမယ်နော်။ဒါမှပိုပြီးဆေးလို့ရှာဖို့ကောင်းမှာနော်။ ။တကြီးဖိုးတို့ကလည်းသဘောကျစွာနဲ့မလို့ဟိုဆေးကနေပါရင်။အကိုကြီးဒီလိုမျိုးလေ။ဟင်။နေ။နေကောင်ဘာလို့တားလဲ။ဆေးတကြားသူတွေကိုလုတ်ခဲ့တဲ့အတိုင်းကျွန်မပြန်လို့ပေးနေတာလေ။မခေဗီတာဟာတကြီးဖိုတိုရဲ့လက်ဘွားခြေဘွားတွေကိုကြာပြင်းမှတမ်မိုရီနဲ့အချောင်းချဲရိုက်ပြီးတော့နှင်းဆဲပါတော့ရီ။ နောက်ဆိုတန်မိုးတခြားကိုတော့သူ့ရဲ့နပူတဲတဲ့ကိုရိုက်ချလိုက်ပြီးလက်ကြီးဥဖို့တို့တရားမခင်မီတာနဲ့သူ့ကလေးပေါ်မှာပြုလုပ်ခဲ့တဲ့ကာကြမ္မာတွေတွေအသက်နဲ့တင်လှည့်ပြီးတော့ပေးဆဲလိုက်ရပါတော့ရေအဲ့ဒီနောက်မှာတော့မခင်မီတာဟာမိကလေးခန္ဓာကိုယ်ကနေထွက်ခွာသွားပြီးတော့တကြီးဖိုတိုရဲ့လက်ပါစေတွေအားလုံးကိုလေလက်ပြီးချိုးဆက်ပြီးတော့ကလဲစားချေပါတော့ရေ အဲ့ဒီကလဲစားချင်မှုတွေသူဟာဘယ်တော့မှကျွလွခွင့်မရဘဲနဲ့တဲဘွားနဲ့နေထိုင်သွားရမယ်ဆိုတာကိုသိပေမဲ့လေသူကျင်းနေစွာနဲ့လက်ခံလိုက်ပါတော့တယ်။ဒါကြောင့်ဒကြီးဖိုးတို့နဲ့ဆရာရွှေတို့ရဲ့ကြောင်မဲ့ဖွဲတိတ်ဆိုးမှုတွေကရွာလို့ကိုတိုးလို့ချောက်ချသွားစေခဲ့ပါတယ်။ အခြေတွေကြာနေလာပြီးဦးကိုရီတာတရားကိုပြန်တော်တော်မှုသွားပြီမဲ့ရွာသားတွေကတော့ကုတ်တကတဲချိန်နေရာတွိုက်မှာမခတိတာနဲ့သူ့ကလေးရဲ့ဝန်ကြီးကိုအခုချိန်ထိတွေ့မြင်နေရဆဲဖြစ်ပါတယ်။ဇလန်လီရဲ့ဒီကပေးချတဲ့မက်ဆေ့ကတော့ကိုပြတဲ့ကံပုတ်တံပြန်လာတက်တယ်ဆိုတဲ့လောကတံမတာတရားပါပဲ။မကောင်းမှုပြုလုပ်တဲ့သူတွေဟာဘလုံးနည်းနဲ့ပဲဖိုးကွယ်ဖြောက်ဖျက်ပေးစေ တနေ့နေ့တဲ့ချိန်မှာတော့သူတို့ရဲ့မကောင်းမှုကျိုးဆက်ကိုကြောက်မက်ပွဲကောက်ဆိုးနေလာနဲ့ ပြန်လည်ခံစားရစမယ်ဆိုတာကိုဤဇလန်ကထင်ထင်ရှားရှားပြသသွားခဲ့တာဖြစ်ပါတယ်